ကြီးကြီးကျယ်ချမ်းသာပြီးကုသိုလ်ကောင်းမှုတွေလုပ်နေပေမယ့်တားဖြစ်သူမလွတ်မြောက်လာသေးလို့စိတ်ဆင်းရဲနေရတဲ့အေတင်ကိုရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအရှင်အေတင်ကိုကိုတော့ပရိသတ်တွေအားလုံးကတည်ပြီးသားဖြစ်မှာပါအမှုပညာရှင်တအုံးမဟုတ်ဘူးဆိုပေမဲ့လည်းဆယ်လီတယောက်လို့ပြောရမယ်ဆိုရင်လုံးဝမမှားပါဘူးအေတင်ကိုကစကားကိုပွန့်ပွန့်လင်းလင်းဟောဟောတိုင်းတိုင်းပြောတတ်တယ်လို့လက်ကလည်းလွယ်ပြီးရရောတတဲ့သူတယောက်ပါသူ့မှာရှိနေတဲ့ပစ္စည်းဥစ္စာတွေဆိုရင်လည်းမနှမျောရမ်းလှူနေတာဖြစ်ပါတယ် ဒါအပြင်မိမတယောက်တည်းနဲ့စီးပွားရေးလုပ်ငန်းတွေအများကြီးကိုဦးစီးဦးစားပြုနိုင်တဲ့သူတယောက်ပဲဖြစ်ပါတယ်။ရွှေရင်းလုပ်ငန်းတွေ ဆိုင်ပြူရေးလုပ်ငန်းတွေကားလုပ်ငန်းတွေအစားရှိရေးလုပ်ငန်းပေါင်းများစွာကိုလည်းဦးစီးဦးဆောင်ပြုနေသလိုကြောင်မြင့်ရတနာလုပ်ငန်းတွေမှာလည်းတယောက်တည်းနဲ့စူးစမ်းပန်းစားအယောင်ဝယ်ရင်းလုပ်နေရတဲ့အောင်မြင်ထူးချွန်ထက်မြက်လှပတဲ့အမျိုးသမီးတအုပ်ဖြစ်အားလုံးကအတိမတ်ပြုကြတာပဲဖြစ်ပါတယ်။အေတင်ကိုကလက်ရှိအချိန်မှာဆိုရင်လေသူကိုယ်တိုင်လည်းငလင်ကြောင့်အစင်မပြေမှုတွေများစွာရှိနေပေမဲ့တကယ်ကိုငလင်ကြောင့်ဒုက္ခဆင်းရဲရောက်ပြီးအိမ်ပြိုပြတ်သွားတဲ့သူတွေအသက်ပေးကြောင့်ဒုက္ခရောက်နေကြရတဲ့သူတွေအိမ်ပြိုပြတ်ဖို့အတွက်အစင်မပြေလို့ငွေမရှိလို့ ိတ်ဆင်းရဲနေရတဲ့သူတွေကိုအာသွန်ခွန်ဆိုင်နဲ့ကူညီနေတာဖြစ်ပါတယ်။ငလင်းလှုပ်ပြီးတဲ့နေ့ကစပြီးဒီကနေ့ဒီချိန်အထိအေတင်ကိုတယောက်လုံးဝမယက်မနာပဲနဲ့အကျိုးပြုလုပ်ငန်းတွေကိုလုပ်နေတာပါ။အေတင်ကိုကလက်ရှိအချိန်မှာဆိုရင်အိမ်တွင်ဖြူချဖို့အတွက်ဘတ်ဖိုးတွေမတန်နိုင်တာ၊စီးပိုးတွေမတန်နိုင်တာ၊ကုန်ကြငွေတွေများစွာကုန်မကြောင်းငွေကြေးတကယ်ကိုမတန်နိုင်တဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကျတအိမ်တက်ဆင်းသွားရောက်ပြီးမတန်နိုင်တဲ့သူတွေတကယ်ဖြူချခြင်းနဲ့ဆိုရင် ခွင့်ပြုပေးဖို့နဲ့အေတင်ကိုဘက်ကငွေကြေးတပြားတစ်ချက်မှမယူဘဲနဲ့ ဖြိုချပေးနေတာတွေရှိပြီးကိုကိုရိုင်းဘဖိုးကရီဓာတ်ဆီတွေအကုန်ကြခံကအေတင်ကိုကိုရိုင်းအစာအဆုံးကြီးရှုပြီးစီမံခန့်ခွဲပြီးကုညီမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်မှုတွေလုပ်တဲ့နေရာမှာလည်းအေတင်ကိုကသူ့အနေနဲ့ပတ်စံလက်ခံထားတာလုံးဝမရှိပါဘူးလို့ပြောပြလာခဲ့ပါတယ်သူခွန်သူအားနဲ့သူတတ်နိုင်တဲ့ဘက်ကနေသူကုညီနိုင်တဲ့အရာတွေအကုန်လုံးကိုငလင်ပေးတင်ပြည်သူတွေအတွက်ကုညီပေးသွားမှာဆိုတဲ့စိတ်ဆုံးဖြတ်ချက်တစ်ခုလည်းနေလှုပ်ပေးခဲ့တာဖြစ်ပါတယ်အစာပိုင်းမှာတော့အစာအသောက်တွေနဲ့အလူရှင်တချို့ရဲ့ငွေကြေးတွေကိုလူတန်းပေးနေ တာမျိုးရှိနေရဆိုပေမယ့်အခုလက်ရှိချိန်မှာတော့တကယ့်ကိုလိုအပ်နေတဲ့အိမ်ဖြိုတဲ့နေရာတွေမှာကိုယ်တိုင်ကိုယ်ကျဦးစီးပြီးတော့သွားလုပ်ပေးတဲ့အပင်ပန်းခံပေးတဲ့ site ထဲထိတေချာသွားဘေးနားမှာရှိတဲ့အိမ်တွေကိုပါမထီကိုက်စေဖို့တောင်းတပန်ပန်နဲ့သူကိုယ်တိုင်ကအနစ်နာခံပြီးလှုပ်ပီးနေတာမျိုးတွေရှိပါတယ်။ဒီလိုမျိုးအများအကျိုးကိုတည်ပို့ပြီးအလူအတန်းတွေရန်ရောတဲ့ပေးရကန်ရတာမနှမျောတက်တဲ့အီတင်ကိုမှလည်းစိတ်ဆင်းရဲသောကတွေကများစွာရှိနေကြတာပါ။လက်ရှိအချိန်မှာဆိုရင်မြန်မာနစ်စန်တရံနေမှာနိုင်ငံတော်အစိုးရကနေအရေးယူဖ န်စီခံရတဲ့သူတချို့ကိုလူငင်းချမ်းသာခွင့်ပေးကြတာအလုံးကလည်းတည်ကြမှာပါဒီကနေ့မှာဆိုရင်လည်းလူငင်းချမ်းသာခွင့်ရရှိတဲ့သူထောင်ပေါင်းများစွာရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတည်းမှာတော့အီတင်ကိုရဲ့တားအကြီးကပါမလာခဲ့ပါဘူးအီတင်ကိုရဲ့တားအကြီးကလည်းနိုင်ချင်းကြခံနေရတာဖြစ်ပြီးလူမြောက်ဖို့အတွက်အမျိုးမျိုးစူးစားပါတယ်ကြီးကြီးတက်ချမ်းသာတယ်ဆိုပြီးမှဒီလိုကိစ္စမျိုးတွေမှာငွေပုံအောင်ပြီးလို့မရတဲ့အနေအထားမျိုးတွေရှိနေတာကြောင့်အီတင်ကိုကသူ့ရဲ့တားကိုလူမြောက်နိုင်ဖို့အတွက်လုံနိုင်စွမ်းမရှိပါဘူးပြီးတော့ဒီကနေ့မှာအာလုံးလူငင်း င်းချမ်းသာခွင့်ရတဲ့အချိန်မှာသူ့သားလေးကိုလွတ်မြောက်လာဖို့အတွက်လဲဆူတောင်းနေတာပါလူငယ်တွေပေးတိုင်းသားကြီးလေးပါလာပါစေလို့ဆုရင်းတောင်းနေရတာမောနေပါပြီမသိလို့လမ်းမရောက်ခဲ့တဲ့နိုင်ချင်းကြကန်ကလေးတွေကိုနောက်ထပ်လမ်းမမရအောင်မိဘတွေကအသက်နဲ့လဲအာမခံပေးရင်လူငယ်ခွင့်လေးပေးပေးကြပါရှင်အိတ်တင်ကိုကရှေးသားလာတာပါပရိသတ်ကြီးအနေနဲ့ရောအိတ်တင်ကိုအနေနဲ့ဆူတောင်းနေပြည်နိုင်မယ်လို့ထင်လားဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်